ိတ်ပြီးတော့ပြောတောက်လေးနိုင်လူကြီးတွေအစီအစဉ်ပေးတလောက်တယ်ပေါ့ကျွန်တော်တို့ကတော့ဖြစ်နိုင်တော့ပွဲများများလေကျွန်တော်တို့တော့ပူကောင်းလေးပဲလူကြီးတွေအစီအစဉ်ပေးတာပဲကျွန်တော်တို့ကဲရတာပဲလေအလိုမျိုးပေါ့ဖြစ်နိုင်တော့ပွဲများလေကျွန်တော်တို့ကပူပြီးကောင်းလေးပဲအသေးများလေအသေးများလေပွဲများလေအလိုမျိုး ကောင်းကောင်းစူးစမ်းနေပါတော့တမျိုးပြည့်စုံလဲအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဗျာဟိုကကျွန်တော်တော့ဂျုံမေမေလွယ်မှာကျွန်တော်ဟိုချန်ပီယံနဲ့မြောက်ပိုင်းနောက်ဂျုံတို့နဲ့ပါအခု90ကိုတော့ YG တင်မှာကလာပါလေ။ဟောမင်္ဂလာပါသမီးနာမည်ကတော့ဝူဝေးမှာဇာတိကတော့အောင်မဲမှာအခု90ကလပ်ကတော့တန်တာထိုက်ခွဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီ90ကိုစကစားဖြစ်ပေါ့2022စီဂိမ်းမှာစပြီးတော့ ဒါဖြစ်ပြီးနေမှာအခုနောက်ပိုင်းလက်တွဲဖြစ်တာဟာသမီးကြတော့အစားတော့ကွင်းကြီးကစားအောင်နော်အဲပူဆယ်ကတော့ဒီနေ့မှအလီယာနေဝင်ကစားနေလာဖြစ်သွားတာဒီကြားထဲမှာပေါ့နော်ဒီလိုမျိုးငယ်ကြောင်ပွဲရှိရတဲ့တော့နားရတဲ့ချိန်မှာဒီမှာပူဆယ်လေးရှိရရှိရဆိုတော့လေဝင်ကစားနေဒီလိုမျိုးတရားပါတော့ဟုတ်ဒီပြီးမှမှာဆိုရင်တော့မစီဦးကြိုင်ဟုတ်ပြီးမှမှာပါလားပြီးမှမှာကြတော့ငယ်ထဲမှာဆိုရင်ဟိုကခင်မာလာကြိုင် ဟုတ်ပြောင်းမှကြိုက်တာတော့မရှိပါဘူးပြည်တွင်းမှာကြိုက်ဆုံးကတော့အခုလက်ရှိမှာအရင်တော့အခုကုမာလာတို့ကိုကောင်လေးတို့မပူတီတို့အကုန်ကြိုက်ပါတယ်ဒါပေမဲ့အခုလက်ရှိအခြေအကြိုက်ဆုံးတော့ဖိဖိမျိုးကြိုက်ပါတယ်တော့ကျွန်တော်တို့ကစားနေတဲ့စီးပွားရေးအကုန်လုံးနဲ့တော့သူတို့ကြတော့အကုန်ကြိုက်တယ်လို့တယောက်ချင်းကိုပြောလို့မရဘူးပေါ့လက်ရှိအခြေအနေမှာဟုတ်ကဲ့တုံးနေဟာကျွန်တော်တို့အကြောင်းအချိန်သိမ်းမရဘူးနဲ့တူတယ်ကျွန်တော်ဘလော့ဖလော့ပိုက်သွားတယ်ခဏနာတယ်ပြီးတော့တလတော့မပြေဘူး ပြန်ကန်ရတယ်။တလအခုကျွန်တော်15ရက်နေကပ်ဝင်ပြီးတော့15ရက်နေမှာကန်တယ်ဆိုကျွန်တော်တို့အချိန်သိမ်းမရှိလိုက်။ဒီပြတယောက်နဲ့ကျွန်တော်တို့နဲ့ချိတ်ဆက်မှုရဲ့ပုံလုံးဝမရှိနိုင်ဘူး။ဟိုတော့အရင်ရောမဟုတ်ဗျာ။နည်းနည်းမရှိတဲ့ဟာတွေရဲ့ပြီးတော့ဟိုတော့ချိတ်ဆက်မှုမရှိတဲ့ဟာနဲ့ဖြစ်တာ။တို့ကကြောက်အများနဲ့လောင်းတိုင်းသွင်းတာတယ်။ကျွန်တော်ဖလပိုင်ပြန်ရောက်ပြီးတဲ့ဟာကျွန်တော်ဖလပိုင်ပြန်ရောက်ချိတ်ပါ။ထိုင်းနေဆိုလို့ရှိရင်တင်တက်ကိုသွားတယ်။ဒီလိုဒါကသူနဲ့ကိုနဲ့တော့တွားတယ်ပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့ချိန်လို့ကန့်ပြုတ်လိုက်တယ်ကျွန်တော်တို့တင်ကြတော့ဒီလိုအဲ့မှာနည်းနည်းလေးအချိန်လေးကိုကွာသွားဖြစ်ပါ ဲ့ရာဒီသူတို့ဘာပို့တိုးတက်တယ်ဗျာဒီလားအဲ့လိုမျိုးလေအခုကျွန်တော်တို့လည်းမတိုးတက်တော့မဟုတ်ဘူးဒီကမ့်သွင်းတဲ့ပုံပေါ်လဲမှုတည်ရဲ့ဒီလားကျွန်တော်တို့အခုကမ့်သွင်းတယ်ဒီပုံမှန်တိုင်းလေးပြောရမယ်အခုကျွန်တော်လေးလာအချိန်ရတယ်တိတ်တော့မလုံလောက်ဘူးဒါပဲကိုအဲ့လိုမျိုးလေသူတို့မှာဆိုအများကြီးပြောလိပွဲတွေရတယ်ကပ်ပွဲလည်းရှိတယ်လိပွဲတွေများကျွန်တော်တို့မှာဒီအခုကျွန်တော်လောက်လောက်တဲ့လိပွဲမှာရှစ်တင်း အများဆုံးပဲလေသူတို့မှာပြင်နောက်တော့ကြော့ရှိရဲတင်းနေလဲများတယ် sporting ပုံများတယ်ဒါပါပဲကွာအဲ့တော့ဒီသူတို့ဦးလေးပြောသလိုမျိုးပဲပေါ့နော် sporting မိုင်းနေกว่าပဲပြီးတော့သူတို့ပြိုင်ပွဲချင်းမှပေါ့နော်အတင်းနေများတယ်ပြီးရင်သူတို့အဲ့လိုဒီ experience တွေကတ်တယ်အမြင်နဲ့ချင်းပါနေတဲ့အတွက်ကြောင့်မို့လို့သူတို့ဖူစင်နဲ့အမြင်ဆုံး used to ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပိုပြီးတိုးတက်တယ်လို့ထင်ပါတယ်အဆအဆရရတခုချင်းကြီးပေါ့အကုန်လုံး ကုံပြောရမယ်တော့အခုကျွန်တော်တို့ဒီ training ဆင်းတာစားတာတောက်တာအကန့်သွင်းတာအကုန်လုံးကတစ်ခုချင်းစီအကုန်လုံးပြုပြင်တော့ရမယ်ပြီးတော့ကျွန်တော်တို့စိတ်တင်ပါတော့နော်လူတစ်ယောက်ရဲ့စိတ်တွေဒီပြတစ်ယောက်ရဲ့စိတ်တွေပြီးအကုန်လုံးတစ်ခုချင်းစီပြုပြင်တော့ရနိုင်မယ်ကိုပြီးတော့အချိန်လဲလို့ဘာလို့လဲဆိုအခုဒီ leap ဘွဲမှာအရင်တော့လူနည်းတယ်ဗျာဒီလားအခုဒီ leap ဘွဲမှာ30ယောက်တောင်မှကန့်သွင်းပြီးတော့ကျင်ထားတာလေအခုဒီမှာလည်း28ယောက်ရှိရအခုလက်ရှိမှာအဲ့လို့ဆိုကျွန်တော်ပို့ပြီးတော့တွတ်တက်လာနိုင်တာမြင်ရတယ်ပေါ်တယ်အဆင်ပြေရယ်ဆိုတော့တဲ့ ဘာသာစကားအဲ့ဒီဟာအထက်ကရှိပါတယ်ကျွန်တော်ကတော့နားလည်မှုနဲ့ပြောပြီးတော့ကျွန်တော်ကိုပိုင်းအောင်ဥပမာအဲ့ဒါတော့သူတို့ဒီလိုပဲပေါ့တရားတော့ကတရားနဲ့တရားအဲ့လိုမျိုးညီပြီးတော့ပဲအာထွေနေလောက်ကြတယ်ပေါ့သူကကြောက်တော့ကျွန်တော်မှကျွန်တော်နဲ့လက်တွဲတာတလားကျော်လောက်ပဲရှိသေးတယ်လေသူ့မှာကသူနဲ့ကျွန်တော်နဲ့ဆက်လက်တွဲတဲ့အချိန်မှာမတူညီတဲ့ဟာအများကြီးပဲကျွန်တော်တို့ဖမ်းမုံဖမ်းပြီးတယ်သူလှုပ်သွားခိုင်းတဲ့အရာတွေနဲ့အများကြီးတော့ပွာတယ်ပထမအခုဒီရမှာတော့နည်းနည်းတော့ခက်ခဲတယ်တကယ်ခက်ခဲတယ်အခုသူနဲ့ ထမဆုံးခုကျော်ပထမဆုံးချိန်ပွဲစကစားတယ်အငယ်လေးနဲ့ကစားချင်မှာကျွန်တော်တို့သူ့ရဲ့ပတ်တိုင်အောင်ဝင်အောင်ကစားဖို့တော့တော်တော်ခက်ခဲပါတယ်အခုတော့ဒီဒုတိယပွဲဆင်ပြေလာပြီနောက်ပွဲတွေပြေးပြေးနဲ့ဆင်ပြေလာမယ်သူနဲ့လည်းအချိန်ရမယ်ဆိုတော့ကျွန်တော်တို့ဆင်ပြေပါတယ်အခုဒီနီးစပ်ဆုံးပွဲမှာနော်ဒီစီးကိန်းကတမျိုးနဲ့တော့ကာလာဝင်ရတော့အကောင်းဆုံးစူးစမ်းကြပါတယ်ဒါကဲမှလည်းပို့ပြီးတော့ဒီတက်ကစားသမားတယောက်ချင်းလေးပေါ့ကျန်တဲ့အလုံးကိုပြင်းပြီးကူညီပြီးတော့တန်းတန်းတူးတက်အောင်လုပ်ပြီးတော့နောက်နိုင်ပွဲမှာကောင်းရှင်မယ်လို့ ရှိပါတော့ဒီကျွန်တော်တို့ဒီပေါ်တော့ဒီနောက်ဆုံးဒီစီကိန်းကြီးသွားဖို့အတွက်ကိုကန့်ဝင်တဲ့အချိန်မှာကျွန်တော်အရင်စပြောရပါတယ်တကယ်ချင်းတွေအကုန်လုံးဒီစီကိန်းတွဲပြီးလို့ပြန်လာလို့ရှိရင် level တစ်ခုရအောင်ယူခဲ့ပြန်လာမယ်ဆိုတော့ကတိတော့ကျွန်တော်အကုန်လုံးပေးပြီးတော့မှသွားထားပါတယ်ရှေ့လျှောက်ကတော့အခုကျွန်တော်လည်းကစားနိုင်တဲ့လောက်ကြည့်တော့ကစားမယ်ပြီးရင်ဒီပြလုပ်မယ်ဒီလောက်ပဲတွေးထားပါတော့တိတ်ပြောကိုပြောတက်လို့နိုင်လူကြီးတွေအစီအစဉ်ပေးတဲ့လောက်ပဲကျွန်တော်တို့ကတော့ဖြစ်နိုင်တဲ့ပွဲများများလေကျွန်တော်တို့ကပိုကောင်းလိမ့်မယ်လူကြီးတွေအစီအစဉ်ပေးတာပဲကျွန်တော်တို့ ကန်ရတာပဲလေအဲ့လိုမျိုးပေါ့ပြစ်နိုင်တော့ပွဲများလေကျွန်တော်တို့ကပုံပြီးကောင်းလေပဲအသေးများလေအသေးများလေပွဲများလေအဲ့လိုမျိုးတို့ဒီကောင်းကောင်းစူးစမ်းနေပါတော့နော်တမျိုးပုစေကိုလည်းအားပေးကြပါလို့ပြောချင်ပါတယ်မိန်းကလေးပုစေတေးကိုလည်းအားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ